ဆရာကြီးမဟာဆွေရဲ့မစ္စတာတွန်ချူ ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ဆွဆွေရေဘဲနဲ့လှုပ်သွားတာလေအပူရဲ့အဲ့နှုတ်ထောက်ယူသွားတော့တာလားဆွဆွေရေအပူဖြစ်မနေတတ်တော့ကြည်စမ်းမှာတော့ဆွဆွေရေအပူဟာရှေးရကလေးပါပါနေထိုင်တော့အလွန်ပျော်ခဲ့တယ် ဆွဆွေလက်ထက်တင်ပြခဲ့တဲ့အတက်ကောင်းကိုနားလည်ပြီလို့အပူဖြစ်အယူထိုင်းဖြစ်ပေါ်ဆွဆွေလာလို့ကဲနိုင်သေးရဲ့လားမြင်နိုင်သေးရဲ့လားဝင်းနဲ့ဝေတန်တရားဆက်တော်မှာတပောင်းတကူညှို့ဘူးပေါ်စားချိန်ရောက်ကလေပထောင်အင်ဂျင်နန့်တင်ဆွဲတော့ခန်းကော်စကားခရားပုံညက်ຫນွေမြက်ရွှင်လန်းပန်းတစ်ပင်တို့ကိုမြင်ရလေမရွှင်စိတ်ပြောက်ကဝမ်းမြောက်ပျော်ရွှင်နိုင်တည်းအပူမှာတော့ရွှေချောက်ကလေးများလေးလဲ၍စင်ပြီးလေ မြင်ရတဲ့ရွံ့နှုတ်အညွန့်ကိုင်းတို့တတိုက်တအောင်ကြီးငှက်ကလေးတွေမောင်းနှံဆုံနဲ့ရကုံသေးလာဟီမာနဲ့မချာမြင်ရတဲ့အခါများမှာကျောင်းတော်သားဆွဆွေရဲ့ပြုမှုတွေအာယုံတက်မှန်းပြီးနွမ်းဆုံမြည်ရဲလဲမိတာများဆွဆွေယုံမာရဲ့လားဟိုနေ့နူရာဒီကျောင်းပိတ်တော်ကတော့အပူမှာမန်းဆက်တော်ရရွှေသားလျောင်းရွှေစာရင်စတဲ့ဖျားပွဲတော်များလူကြီးတွေနေလိုက်သွားကများစွာပြောခဲ့ပူရဲ့စိတ်ကလေးဟာလေ မဲတဲ့ပြမစွန်းအလွမ်းဆိုတာနားမလဲချစ်တယ်ဆိုတာသိမတိလို့စိတ်ရှိတိုင်းပြောခဲ့တယ်ဟောဆွဆွေဆိုတဲ့လူပီးကတီတီတတခရညွတ်တွနဲ့ယူယူရရအပူမရဲ့မြေတောင်ကိုအမျိုးမျိုးနှိုက်ယူခဲ့လို့အပူတည်းအဆွေတပြလွမ်းနာထလောင်းပြီးစိတ်ထောင်းကိုကြီးဖြစ်လို့ပဲနေတာ။ဆွဆွေမတနာတော့ဘူးလား။အပူမညက်နေကြောင်စင်းချိန်ကြရင်အပူရဲ့အိမ်ရှိရာဆွဆွေလမ်းလျှောက်သွားနေကြမို့ ဆွဆွေးပြန်သွားမှန်းတိလျက်နေလမ်းလျှောက်လာတာမြင်ရနုံနဲ့မျှော်ကူးကြည့်ရှုမိတယ်ဆွဆွေးရဲ့တနေ့အကြောင်းလားရောက်သွားတော့လေကြောင်ကြီးဟာတကားပိတ်လို့တိတ်ဆိတ်နေပြီမဲ့အော်ဒီချိန်ဖြင့်နနက်ပိုင်းကြောင်တက်ခင်ဆွဆွေးကဖော်ရီနဲ့ကစားနေတယ်ကစားရကအပူစာအုပ်ကလေးများပိုက်လာတာမြင်လေပင်လေးရှိလို့မျှော်ငင်းပြီးအပြေးလာတာနောက်ကတစ်ခေါက်ကောင်းနဲ့ပန်ပွင့်နဲ့ပေါက်လို့ပေါက်ကြောက်ခဲကလေးနဲ့ပြစ်လို့ပြစ် အချစ်ဒီဂရီတိုးတိုင်းအပူကိုကြည်စဲကရီတလိုက်ရီတလိုက်မောတလိုက်ပြောလိုက်ဆိုလိုက်နေခဲ့တာတွေတွေ့မိမှာဖြင့်အဆွေးထက်ထပွားမိတော့တာပါပဲတခါတလေအပူကဆွဆွေကိုမချစ်တော့ပါဘူးမခင်တော့ပါဘူးလို့ပြောလိုက်တဲ့အခါမှာဆွဆွေရဲ့မျက်နှာလေးဟာတကယ်တည်းညှို့ညို့ပြီးစိတ်ဆိုးတော်မူဘူးတာတွေကိုမမေ့နိုင်ပါဘူးဆွဆွေရဲ့အဲ့ဒီအခါတော့ကများဆွဆွေရဲ့စိတ်မှာအပူကဟုတ်ပြောတယ်လို့ထင်မိပါသလား အပူကတော့ဆွဆွေယူဒီဘွားမကဘွားဆက်တိုင်းချစ်ချင်ပါတယ်။ဒါပေမဲ့เจ้าနေတော့ကတော့ဆွဆွေစိတ်ကိုစမ်းကြည့်တာပါ။အခုတော့အဲ့တလို့ပြောနိုင်ကြသေးရဲ့လား။အော်အပူကတော့လွမ်းရဆွေရချေရခင်ရနဲ့ဆွဆွေမှာတော့ကိုမျိုးကိုဒေတာရောက်လို့ငယ်ချင်းနဲ့တွေ့ပြီးအပူကိုမိနေပြီထင်ပါရဲ့။အလကားကြီးတာပါ။ဆွဆွေကိုအပူအားကြီးယုံကြည်ပါတယ်။ဒါထက်ဆွဆွေမိတာလေးကိုခီးပြစေရော။ အပူဟာနဲ့တကြားမကလို့မြမကြီးကိုယ်တိုင်ဆင်းလို့အတင်းဖြတ်ပေးမယ်ဆွစီပေါ်မြစ်တာမပြတ်ပါဘူးဒါပေမဲ့အပူမှာခုမှအသက်16နှစ်များရှိသေးသည်တကြားမိဘကိုလှုပ်စုလှုပ်ကြွေးပြုစုခြင်းနေသည်က တကြားကျောင်းတော်ကကတိထားလိုက်သည့်အတိုင်း၃နှစ်များဆိုင်းငံ့စီခြင်းမှသည်အမှန်အဖြစ်အပူမှာစိတ်ကယ်ရေးသမီးဟုဆိုရတော့လေဘဘာရင်ပင်စင်လာခါနေအိမ်ရာခိုင်းစီတွင် လူစင်တိုင်းနေထိုင်မှုကြောင့်သိတ်ကြီးမချောင်းလဲကြဘူးဆွဆွေရဲ့ကိုကိုကြီးကိုလည်းထောက်ပတ်နေရတော့မို့အဖူလည်းကိုတက်နိုင်သလားမိဘကျေးဇူးဆက်မယ်လို့တူတွေးပြီးရှင့်ရင်ငှင့်နေရတာပါဘယ်မှာမလွှဲမရှိပါမလဲအဖူမှာဆွဆွေရလွှဲရင်တသက်အိမ်ထောင်မပြူတော့ပါဘူးဂိုင်းစာတွေများသွားပြီဆွဆွေအပုစီစာထည့်တဲ့အခါစာရေးတောင်းကဆွဆွေနာမည်မထည့်ပါနဲ့ပြီးတော့စာကိုလည်းခဏခဏမထည့်ပါနဲ့တလားလေးခါလောက်ထည့်ပါတခါထည့်ရင် စာရှိမျက်နှာထဲမနှဲပါစီနဲ့အပူစီကလည်းမကြမကြထဲပါမိဆွဆွေရဲ့စိတ်ထဲမှာပို့ကိုဘယ်တော့မှထင်မလွဲစီချင်မူမိန်ကလေးဆိုတာတုံးတရားကိုချစ်မိပြီဆိုမှဖြင့်လွယ်ပြောင်းတဲ့ကိစ္စမျိုးမဟုတ်ဘူးဆွဆွေမှလည်းလှုပ်ကိုင်းများများလှုပ်ပြီးမိဘကျေးဇူးကိုဆက်ပါအောင်ဒလောက်ချစ်ခင်ဆွေလန်းနဲ့ချစ်တဲ့နှူးဟာမလွဲနိုင်တော့ပါဘူးဆွဆွေရဲ့အဖိုးဟာဆွဆွေနေတဲ့ရက်စီတော့မျောမှန်းပြီးဖျားရှိကိုယ်တိုင်းမြတ်တာပို့လျက်နေပါတယ်ဆွဆွေရဲ့ဆွဆွေရဲ့ တိရသေးသလားဆွဆွေချစ်ဦးအပူအထက်ပါစာကိုလူကြီးများနှင့်ဝါသနာမပါသူတို့ကပြင်ရကြမည်ဖြစ်တော်လဲချစ်ဆွေအတွက်မှာဖတ်ရမပြီးဖတ်ပြီးရင်ဖတ်ချင်ဖြစ်နေနေတော့စာဖို့တန်ဖြစ်လေအစိမ်တွေလူငယ်လူရဲ့များနိုင်မချစ်မရဲ့ချစ်ခင်နေရမှာပူပူနွေးနွေးခွဲခွာရသောချိန်လေးသည်အဆွေလွန်စခင်၍ကောင်းဆုံးဖြစ်ပါ၏ ချစ်ဆွေသည်ပို့စ်မန်လာတိုင်းစာကိုမျှော်ရ၏မိမိလိုလားသောစာတစ်စောင်ပါလာလျှင်ဒီပေါစင်တွင်မိမိနာမည်ပါတဲ့သူဝမ်းသာအားရကြည့်ရှုလေ အင်ဝါတတဦးစာတိုင်းဈီချိုရဲ့တိုက်စားခြင်းဦးတိုင်းဒေါ်တင်ဤတာမောင်ချစ်ဆွေဟူမကြခနာလိုက်တက်လျှင်ရောက်လာသောစာများမှတလားတွင်အဆောင်80 90များရှိလေထို့အစာအိမ်များနဲ့ တိတိတတတရုတ်မင်းနေရင်းလေးရှိသောဆိုင်မှာလင်းကားဆောင်များပါလေရာထိုဆိုင်ကလေးများကိုမြင်ရလင်းပင်မဝင်တမျိုးခိုင်၍သွားတော်၏စစ်စီမှာခြားကြောင့်နေပန်မဆွေတင်ကားများထန်းသူစာစာ60ကြော်ထဲလေးရှိရာမန္တလေးမြို့ညောင်ပင်စီရဲ့အငိမ့်သာစစ်ခေကြီးဥထုံဝင်းဤတမီ မခင်ပူတိုဟူသောဆိုင်ကိုမူတေးတက်လှပစွာရေးသားလေးရှိပြီးထိုချိန်၌တာ ချစ်စွေရဲ့အမောမြတ်ဆုံးပစ္စည်းရာခင်ပူကိုယ်တိုင်ချုပ်လို့ရေးပေးလိုက်တော့ပိုးလက်ကင်ဘွား၆ထည်ခင်ပူရေးလေးလက်မတပုံနေခေါင်းပုံကျဲသည်ရေမွေးပလင်လေစီးမှဖလာတော့ဖြစ်ပေတစုံတော်ကထုတ်ပစ္စည်းများကိုငွေထောင်900ပေးဝယ်တော်လေညောင်ချမည်မဟုတ်ချင်း၎င်းတို့ပညာသင်ကြသောမန္တလေးဆိုရာနော်မန်းချောင်းကြီးတွင် မတ်လအတွင်းဆရာပြေဆောင်မွေးဝယ်ကျင်းပါမည်ဖြစ်ရာ ဆရာပြည့်တင်ကျောင်းသားများမှာပါအခြားကျောင်းသားများမှာဆောင်းမွေးဝဲကျင်းပပြီစီတပြင်အားလန်နေကြ၏နှွေကျောင်းပိတ်ချင်းကိုဆောင်းစားနေရ၏အင်္ဂလိပ်လေရန်ဆရာပြည့်တင်ကျောင်းသားတို့မှာဆောင်းမွေးဝဲအတွက်ကုန်ရည်ကြိုးစားနေကြသည်ချစ်ဆွေနေခင်ပူမှာဆရာပြည့်ပညာထံရည်ကြီးသောအချစ်တင်ငန်းစာကိုလေ့ကျက်ခဲ့ကြလေဆရာကြီးလစ်တီနေတပြိုင်တည်း နေမှုထိုင်တင်ချစ်တင်ဆိုကပျော်ရွှင်စွာနေကြလေချစ်ဆွေသည်ခင်ပူဤစာကိုဖတ်ပြီးနောက်ကြောင်မပိတ်ခင်ကလေးကဖြစ်ပျက်ကိုစဉ်းစားမိတော့ကမျက်စိမျက်နာညုံငယ်လဲငေးမောတူဝေးရအပူအပူဟိုတူတူကမ္ထန်စီပြန်မိလေစနောဤရေလိုရင်းကအချစ်ဆက်လန်းသည်ဒီကားချက်မဟုတ်ခြင်းခင်ပူဒီမန္တလေး ABM မင်းကလေးကြောင့်မှာဆယ်တန်းအောင်ရင် မန္တလေးနော်မန်တွင်ဆရာဖြစ်တင်သူဖြစ်လေရာချစ်ဆွေမစကိုင်းဆိုရကြောင်းကဆယ်တန်းအောင်၏မန္တလေးနော်မန်တွင်တင်ကြားသူဖြစ်မန္တလေးကျောင်းတွင်ရောက်ခါစားကကျောင်းသားကျောင်းသူအတန်းသူချင်းချင်းမိတ်ဆွေဖြစ်ကြရာခင်ပုမာရွယ်ရောက်တော်လူတိုင်းအပူပန်ခံရဆုံးမိင်္ဂလေးဖြစ်ဤဒီလင်းခင်ပူဤရုပ်ရင်ညီကဲတို့ရှိမြင်ုံတင်ရှားတော်ချက်ဖြစ်လေချစ်ဆွေဟာ ရုပ်ရည်ယူကာယသူများထန်ញံရွက်ချမ်းရည်ကျိုးရော့ရော့ရှိတို့ရတွင်၎င်းတွင်စိတ်ကောင်းမိုင်းရိုတိုင်းထမြဲမဟုတ်မခံတန်းပြတ်တောင်သောစိတ်ရှိတတ်ဖြင့်အခါခတ်သိမ်းကိုတူကိုကျွန်းစကားကိုပြောပြလေးရှိတော့ကြောင့်ငယ်ချင်းများကမစ္စတာတွန်ချူကိုပြောင်းရင်ခေါ်ကြလေခင်ဖို့ဟာပူပန်ခြင်းကြောင့်ငယ်ချင်းတို့နှူးကပြောပြတော့အခါဤမော်လောင်ပြောင်းကြ၏ ချစ်စွေမယုံရင်ညင်အခြားကြောင့်သားများလောက်အဝိစာမပြောင်းခင်ဖို့မှာတကယ်ဒီပတိရောက်ချောဥစပေါ်ကြောင့်သားများပြင်နာသူမကန်နိုင်ဖြစ်ကြသောကြောင့်ဤကဲ့သို့လှံပြောင်းကြသည်မှာအံ့ဩဖွေရမဟုတ်ချင်းတို့ရရင်ချစ်စွေသည်ခင်ဖို့ဟာစာတစာကိုရဲတင်းစွာပြီးလေခင်ဖို့ထမ်းမှာအပူကကိုချစ်စွေအားမိတ်ဆွေဖြစ်ပေါင်းတင်းတော်လေကိုချစ်စွေအားမိတ်ဆွေသဘောမထားသဖြင့် ယနေ့ကစာရင်မိဖြက်လိုက်ပြီ။ဟိုပြန်စာရလင်။အစာပထမတော်ထားမိလေ။ထို့နောက်ခင်ဖို့ကစကားလည်းမပြောခေါ်လည်းမခေါ်ခက်တီတီပင်အိမ်ကြီးရရနေလေ။ခင်ဖို့ရေးဝဲဆောင်နေချစ်ဆွေရေးဝဲဆောင်မှာရှေ့နောက်ဖြစ်နေပြီးနီးစပ်တော်လေ။ချစ်ဆွေတီလှည့်ရင်းများမကြည့်ချင်းတို့ရတွင်ပြင်းထန်သောမြတာတက်ကခင်ဖို့ပေါ်သို့လမ်းမောလျက်ရှိလေ။စင်စဲအပြင် ချစ်ဆွေသည်စိတ်နှင်းဆိုင်သောစိုက်ကောလော်ဂျီကိုရှင်းပြီးလေ၎င်းကိုယ်တိုင်မသိချင်းခင်ပုမာကချစ်ဆွေစိတ်ဟာရောဝင်စားရာဝင်စားစားပြူရမှာတက်ပြန်သဘောဖြစ်ခဲ့ဟန်ရှိလေနောက်ဆုံး၌ကတဖက်ကပြင်းထန်စွာလွတ်ထားသောမြတာတက်သည်အားပြော့သောမိန်းကလေးစိတ်တွင်ကင်းရောက်သည်မြတာတက်ကိုဖိဖိစီစီတင်းယူရရှိသွားခြင်းဖြစ်ခဲ့လေတို့ရတွင် ထို့သောပညာသင်ကြားစေ၌သူတထူးကိုခံပြင်းပြင်းထန်သောจิตံမီမျိုးချင်းသည်စာပေဘက်၌ရုံရော်သည်ကိုจิตဆွေသည် နောက်မှသိရှိရလေမိလာတို့ရောက်သည့်အခါမိလာတို့တိုင်ရောက်သောအခါအရေးရဲ့ကိစ္စများပေါ်ထွက်လာစမည်ဖြစ်သည်ဖြင့်အင်္ဂလိပ်မြန်မာဆရာဖြင့်ဆောင်ဝေးဝဲကိစ္စအောင်စင်းတွင်မိမိနာမည်မပါပဲခင်ပိုးမြေကပါလာလေ မိမိ၌ကြီးစွာသောဆုံးရှုံးခြင်းဖြစ်သည်ဟုရှက်စိတ်ဆင်းရဲကြီးဖြစ်၍သွားလေ။တနေ့တနိုင်ကအိမ်ရောက်ထက်ပဲလက်ကလထိုင်တွင်စာကြည့်နေခိုင်။ဘာတွင်ရင်တော်ဆက်သူသည်ပေါ်ပေါလာသည်ဖြင့်အခြားကလထိုင်တစ်ခုကိုထိုး၍ပေးလေ။ချစ်ဆွေမင်းဆောင်မွေးရှုံနေစို့။ဟုတ်ကဲ့။ဟိုတခွန်းသာပြောပြီးလင်။ကြောင်တက်တက်နှင်းငေး၍နေမိလေ။မင်းညာကောင်းတာနဲ့ဘာလို့ရှုံရသလဲ။ မင်းတခုခုမာနေပြီထင်တယ်။အကိုတို့မှမင်းစကိုင်းကြောင်းနေကလေးကဖြစ်စီမချောင်းလဲကြောင်းမကြီးရလဲမင်းောငါသားကလေးစိတ်မချမ်းမသာမဖြစ်ပါစေနဲ့မရှိစကားမကြပါစေနဲ့လို့လူလာတိုင်းစကားပိတ်ပြီးထောက်ပံ့လာခဲ့ကြတယ်။မန္တလေးကြောင်းနေတော့လေတလာ40 50အမြဲထောက်ပံ့ခဲ့ကြတယ်။မင်းမာတော့ရှိကောင်းစားတော့ကလို့ချိုးစားတိုင်းသုံးဖြုံနေတိုင်းပြီးဘာမှမသိဘူး။ဂိုင်းခုတော့ဆောင်းမွေးဝဲလဲရှုံးပြီဘဲနဲ့လုံးဒါပေမဲ့လေငါတို့အားမငယ်နဲ့စကိုင်းယုံမှာအခုစေးရင် မလုပ်ချင်ဘူးဘာတွေရဲ့ဘယ်နည်းကူရမှမသိပြီးတော့ကို့အထက်ကသခင်ကြီးကများပါပြီတဲ့ကျွန်တော်ဆရာဖြစ်တင်တာနေရှင်နဲ့ကြောင်းဆရာလုံးမလို့ခုတော့ခုတော့စကားမဆက်နိုင်မင်းတရွေးကြီးတလို့တစ်ဆိုကြီးဖြစ်ရနေလေချစ်ဆွေဘာတွေရာငယ်စဉ်ကချစ်ဆွေလိမ္မာတီကိုတီတူရင်လဲဖြစ်တော့ကြညာစွာမမဲချင်းမပြူပင်ယူနာတတ်တော်မျက်လုံးများပြင် ဒါဖြင့်ဦးလေးရဲ့အယားဝယ်ကူညီပြီးလှုပ်လှဲ့ပေးတော့အမျက်ကိုဦးလေးခွဲပေးမယ်။ဒါခါနဲ့ကြိုက်ရင်လေ40ပေးမယ်။ဟာဒီလိုလဲမလုပ်ချင်ပါဘူး။ဘာပြုလို့လဲဆိုတော့ဦးလေးလုံးဟာဦးလေးတောင်တဲ့နိုင်နေသားနဲ့ကျွန်တော်ငယ်ပြီးခွဲဝေပေးရမယ်ဟာပဲ။ညာကညာကနေစတဲ့ကဟောဆိုတယ်လို့ဦးလေးခွဲဝေပြီးနိုင်ခွဲဝေနိုင်လို့ပြီးတဲ့ဟာပဲကွယ်။ကိစ္စမရှိပါဘူး။တော်ပြီဦးလေးကျွန်တော်ကျမ်းပါပါတယ်။လူကျမ်းမရဲ့အသက်မွေးမှုအတွက်ဘာမှမကြောက်ပါဘူး။အေး င်းစားအောင်ဟုတ်လားမိဘပေါ်တာမိညာတာကိုသိရှိအောင်ပြောရတာပဲဟိုပြောကထွက်ခွာသွားလေမကြမီပင်မိခင်တော်တင်သည်တတူးသွားရာကပြန်ရောက်လာ၏ဝင်ငါချက်ကိုချစ်ဆွေးကြည့်ကလထိုင်စွန်ပေါ်တွင် တင်ထားပြီးလင်လူကလေးမင်းစကိုင်းပဲရုပ်ရှင်သွားကြည့်မယ်ဆိုအဲ့ဒီဝင်ငါချက်သုံးပြီးရောဟုတ်လားဟိုရီမော်ပြောဆိုလေမမေမသွားတော့ဘူးကျွန်တော်မသွားတော့ဘူးဟိုဘာဖြစ်လို့လဲဒီလောက်တော့သုံးနိုင်ပါသေးတယ်ကွယ် မဟုတ်ဘူးမင်းမင်းစာရီကူးစရာရှိလို့ဒါကြောင့်အိုးဒီစာစကားပြောမနေပါနဲ့စောင်းမိုးဝဲဆိုတာကံမကောင်းရင်ဘလို့တော်ပေမဲ့ရှုံးချင်ရှုံးတာပဲဟိုးဒါစိတ်မငြင်းရန်အားပေးစကားပြောကြလေထိုကဲတော်မိခင်ငယ်ညာတော်ပြုံမှုသည်ချစ်စရာတတရာရစေသည်မဟုတ်ပေငါမှားတယ်ငါမိုက်တယ်ပညာတင်သွားတာအဓိကရွယ်ချက်ဖြစ်တယ်ပညာကို ဆုံးရှုံးအောင်ငါလုပ်ခဲ့တယ်ဟိုယူကြုံမရဖြစ်မိလေ ထိုခိုင်း၌ပင်ချစ်ဆွေစိတ်ကိုထိုးစားသောစာရဆောင်ရောက်ရှိလိုက်ချစ်ဆွေဆွဆွေပြေးလိုက်သောစာကိုအပူရဲ့ကိုကိုကြီးတွေ့ရှိသွားသည်ဖြင့်မမေအားတိုင်ကြား၍မမေအားအချိုးချောင်းမင်းမြန်ပါသည်အပူကလည်းရှက်သည်ဖြင့်သူပေးချင်လို့ပေးတာဘာမှဖြစ်စီရပါဘူးဟုပြောမိပါသည်မမေအားငါသမီးရုပ်ရည်ပညာမိဘကုန်နေအထက်တန်းရောက်နိုင်နေဒီတော့ခုဖြစ်ပြတာမျိုးနာကိုမဖြစ်စီရန်ပြောဆိုသည်ဖြင့် မိခင်စိတ်ချမ်းသာတောင်းဝင်ခံလိုက်ပါသည်တို့ရတွင်အပူသည်ဆွဆွေပေါ်တွင်ဤသည့်ခါများမေတ္တာပြံမည်မဟုတ်ပါ ထားပြီးခရီးကိုလည်းပြံမည်မဟုတ်ပါဆွဆွေတိရှိရန်ရရခြင်းဖြစ်ပါသည်တို့ရတွင်အပူထန်သောစာကိုပေခါများမည်ပါနေအောင်အပူစီကတော့လူကြီးလေးလင်းရေးတဲပါမည်ဆွဆွေအပူကိုစိတ်မပြတ်ပါနေအပူဟာကိုယ်စကားကိုအတန်နဲ့တူဆောင်ရှောက်ပါမည်မမုံလိုက်ပါနေဆွဆွေရဲ့ အပူချစ်ဆွေဒီခင်ပူရီစာကိုဖတ်ရှုပြီးနောက်မှိုင်တွေရေးသွားလေအပူငါ့ကိုချင်းမိမိဘကိုမဆက်ဆံပါဘူးလို့ဘာကြောင့်ကတိပေးထားရသလဲငါမှမိဘကစင်းရယ်ဆောင်းမိုးဘဲကရှုံလို့စိတ်ဖြတ်သွားတာလားအိုးအပူဒီလောက်ရိုင်းမယ်မထင်ပါဘူးမဟုတ်ပါဘူးထင်ပါရဲ့ထင်ပါရဲ့လေနင်အမျိုးမျိုးစဉ်းစားပြီးလင် စာရွက်ကိုတင်စီထားလိုက်လင်ခင်ပူရီစာဒီချစ်စေအတွက်အားစေခဲ့တော့ဖြစ်သွားလေ ငါယောက်ချပြီငါစူးစမ်းမယ်စူးစမ်းကဖျားဖြစ်နိုင်တယ်တတီကြီးကြီးစူးစမ်းကဖားချောင်မကြီးပွားရမလဲအပူရင်ဆွဆွေကိုလူစမ်းလူစားတုံးတဲ့လူတယောက်များထင်းနေသလားဟိုညီတွားရင်အကြံယူလေးချစ်ဆွေမှာထိုစင်အခါကအိမ်သုံးဖြစ်စေအလားပါပြုပြင်းနီးစားအုပ်များကိုဖျှို့ဘူးလေမြန်မာလူမျိုးများမှာနိုင်ငံသားပစ္စည်းများကိုမုံတဲပူစေဖြစ်တဲ့ပြင်မိမိတွေထိုပစ္စည်းများကိုပြုလို့ရောင်းချားကာ တွင်ကျဲကြီးပွားမြီကိုတည်ရှိလေတို့ရတွင် အရင်နှစ်ငွေ190လုံးနေတဲ့ပြင်မကတ်ထောင်ဆရာကြီးဦးမိုးတန်မိမိဒီကတ်ထရန်၅ရက်လိုကြောင်းပြောဆိုရာဦးမိုးမာရည်ကြပြောသည်ထင်၍မင်းများဟုတ်ရင်သူများထပ်ပူပြီးအခပြီးမယ်ဟိုပြောဆိုလေဟုတ်ပြောတာဦးရဲ့ယောက်ကြပဲဘာရှက်ဆရာရှိတယ်လဲတရားသဖြင့်ငွေရတဲ့အလို့ဆိုရင်ဘာမစုံလုံးမှာပေါ့ဟိုအတီးပြောတော့ကဦးမိုးမာအာတင်ရင်းနေလေ ထိုစကားသည်ဥမိုမာတစင်ချစ်ဆွေမိပါနေဘာတွင်များကြာတီသွားသည်ဖြင့်ဦးတိုင်းနှင့်တော်တင်မှမျက်ရည်ကြာကြာလေးတို့ရာတွင်ဘာတွင်စီစဉ်ဖြင့်ဈေးချိုရကလူငယ်15ယောက်ဟာတလာ3ချက်စီနေအင်္ဂလိပ်လူပညာသင်ပေးရသောလူကိုရရှိတော်ကြောင့်ချစ်ဆွေမှာကတမမပြေအလွတ်ပညာသင်ကျောင်းဆရာလေးလူကိုတနေ့ခန့်လုကန်ရလေထိုလိုလုကန်ရင်ပင် အိမ်သုံးစပွဲသုံးပစ္စည်းလောက်ကိုင်းနီးစာအုပ်များကိုဝယ်ယူဖတ်ရှုလျက်မြဲအနေငယ်ကုန်ခံရင်းလက်တွေ့စံတက်လေးတနေ့ခံကြတော့ခါမူကကန်ထရာကကန်တဆမီထုံမဟုတ်တော့ရက်ပြန်နတ်ဆကလစ်ရင်အလားစီလေးစားနင်းညီစက်တုံးစကန်ထရာကကန်တဆတွင် အရက်ပြန်နှစားနေခြင်းအောင်ရောဆက်ပြီးမှ Grizzly လေးစားထဲကနှင်း73စားကိုလောင်းလင်းအကုန်ကြည်အောင်ဝင်နိုင်တပည့်များပြုလုပ်ပေးခဲ့ဖို့တော့ဂရီပါရေးကိုခက်များများချဲ့တွင်စံတန်လေးအချာကိုဂရင်းရင်မွေစသည်တို့ကိုလည်းစံတတ်ပြီးနောက်တဝူထဲကိုစလဲချစ်စွေကုမ္ပဏီဟုစကိုင်းစည်းလမ်းတွင်အစံဖွင့်လေး အလုံးရှိသော လူငယ်များကော်မရှင်ပေး၍လဲလဲရောင်ချစေသောကြောင့်မြမာဖြစ်ဖြစ်စီရောအားပေးရန်တိုင်းပြည်ကအသွေးဆူနေကြသည်တကြောင်အတူပြိုင်များနေပါသည်တကြောင်ကြောင်တနေ့နှစ်နှစ်တွင်မှာပင်ကြီးပွားရလာလေတနေ့တနိုင်ကသာနာသောငါတိုက်ခန်းတွင်မှန်ပြီးတော့ဆိုင်ပုတ်ကြီးများဖြင့်ဆွဲကပ်ထားသည်ချစ်စေကော်မတီတိုင်ရွှေနိုင် လူငယ်တို့သည်ခရီးပါအလှရင်စက်ပြမွေးခင် ပေါင်တာဘူးနိုင်ငံခြားနေမခြားဘလောက်များကောင်းနေဆိုတာကြည့်ရှုတော်မူပါ အားပေးတော်မူကြပါဟိုဟေအော်နေခိုင်းမြင်ထားတစည်းတည်းဆိုပါတိုင်ရှင်နိုင်ရက်က မိမကြီးညောင်နေမင်းမပြောနေအောင်ဆင်းရွေးလာကြလေချစ်ဆွေမာဝီမာစာများကိုသပွဲတစ်ချက်တွင်လောက်ကိုင်းနေရမှာကောင်းမော်ကြည့်ရှုရဝမ်းနေဝမ်းသာသောမျက်နှာနှင့်ကြည့်ရှုနေသောခင်ပူကိုမြင်ရသည် ဥရဖိုင်းရနှုတ်ဆက်ဆွေငင်းမြည်လုပ်ပြီးမှအိမ်တွေတမျိုးပြင်လဲမတိဘူးလေဟန်နီအားလုံးကြည့်ရှုတော်မူကြပါခင်ဗျာဒါဟာတိုင်းရင်းသားမြန်မာများလုပ်တဲ့တိုင်းရင်းဖြစ်ပစ္စည်းတွေပါခင်ဗျာမဟုတ်ဘူးမောင်ကြီးကျုပ်ကရန်ကုန်ကအမိန်တော်ရဥချစ်ဆွေဆိုတော့စကိုင်းမြုံမဲ့လိုက်ရှာလိုက်တာနာမည်တူတာမတွေ့လို့မှောက်အောင်မေးမလို့တော်တော်ကဖေးရပါလေခင်ဗျာဥပုပ်ခင်ကုမ္ပဏီရပဲအဲ့ဒီဥချစ်ဆွေကထက်မြန်မာပြည်အတွက် ပြည်တွင်စီတွေတူတဲလို့ခြင်းပါတယ်လို့အကြောင်းကြားထားတော့အတော်လဲဖျားဖူးလိုက်မှောက်ဦးကဝင်ရောက်ဆုံဆန်းခဲ့ပါဆိုလို့ကျွန်တော်ပါပဲဒါပေမဲ့အယောင်းဝင်နဲ့မဆိုင်နဲ့ဆောင်ရွက်ပုံစံနဲ့ဆိုင်ရင်းမိလို့ပါကျွန်တော်ရှင်းနေလိုက်စီယူထားပြီတဲ့အမြဲလိုက်မစားပါဘူးကျွန်တော်လောက်ကခုမြင်တော်မူတဲ့အတိုင်းထိုအခိုင်အယောင်းဝင်နဲ့ပတ်သက်သောကိစ္စများကိုပြောဆိုကြပြီးလင်းမိမကြီးများလည်းထွက်ခွာသွားလေချစ်ဆွေးသည်မိမိကြီးပွားမှုလောက်တင်စိတ်ဝင်စားသောကြောင့် ခင်ဖူးကိုမေးပြတကယ်တော့ဖြစ်နေရတနေ့ရတွေ့ဆုံတော့ခါလေးမတီးတလို့နေလိုက်ပြီလေဒီတို့ရတွင်ကျောင်းနေဖဲငယ်ချစ်ဖြစ်တဲ့ပြင်မိမိရတော့ပြုံမီတဲ့အတွက်ယူကြုံများဖြစ်ပြီလေနှစ်ရခန်းကြားလေးဆွဆွေလူစင်ကားကြီးချင်းအဖော်ရီပါလို့မနေမြို့သိထားရသည်တအားဖက်လုံးကိုချင်ပါသည်အပူရဲ့မျက်နှာဆွဆွေမြင်နေမဟုတ်လားဘလောက်ပိန်ချုံနေတယ် ဆွဆွေးစီစားနေတလားနဲ့ဆောင်အနေဆုံးပေးတာဆွဆွေးတည်တင်ပါလေအခုတော့လူစိမ်းကြီးတို့လုံလို့အပူအိမ်မှာရောင်ရောင်ချင်းခြုံချာငူကျွေးမိပါတယ်ခကိုကဆွဆွေးမှာအလောက်ကိုင်းကစီးပွားလမ်းပြောင်းလို့ရှင်းနေကြိုးချလိုက်တာလေနာမည်ကောင်းမိကောင်းလို့တလား300စီးရဲလို့ကြားသိရပါတယ်အပူရောခရုမဆိုင်နေမယ်ဆိုရင်နေနိုင်ပါပြီတို့ရတယ်အပူမှာတလားစားနှဆောင်ထဲပါလေအပူစကိုင်းရောက်တော့ကအတိမတ်မပြူတာဝမ်းနဲ့ရေမဆုံးပါရှင့် အပူမှာယခုဝက်စလီယန်ကြောင့်ပြန်အလုံးလုံးနေပါလိမ့်ညာစာစိတ်မပြောပါရှင့်ယခုအပူမှာဆွတ်ဆွတ်စီကဘာတည်းညမကြားရတော့ကြောင့်မိမသဘောအပူဆက်မကြီးလို့ပါအပူရဲ့တည်းကိုမကြားခင်ကြားသိရပါလိမ့်မယ်အချစ်ဦးအပူချစ်ဆွေလဲစာကိုဖတ်ပြီးတော့ဘသူအောင်တုံနေထိုးသေးရလားတိမ်မြုံနေသောမြတာတန်ကိုလှောက်ရှားလာကဝိစာများထာရီလဲလဲမကြမီပင် ညည်းထားတစီခေါ်လေဖင်မောစိတ်တို့အစင်းပြီးလေမန္တလေးဘက်တော့လိုက်ပါသွားလေမန္တလေးမြင်ကောမနေမိသေးမှာတုံနေကြောကြာတတ်ပြီးဝမ်းသာလျက်တုံတုံရင်ရင်ဖြစ်ရသွားလေတငယ်ချင်းချုံနေတွေ့တော့ကဟေးမစ္စတာချန်တူမစ္စတာတွန်ချူဘယ်ပြောင်းနေတယ်အခုမှတွေ့ရတယ်ကွယ်ဟိုကြီးမောနှုတ်ဆက်ကြတော့လေစကားကောင်းစွာမပြောနိုင်မင်းညောင်ပင်စီဘက်တို့သွားမြည်လို့ပြီးမှာ အချိန်မှာညနေ3နာရီခန့်ဖြစ်တဲ့ပြင်ဝက်စလီယန်ကျောင်းစီတို့ထွက်ခွာသွားလေကျောင်းစင်ခေါလောင်တီဗီနောင်ကျောင်းသားကလေးများကျောင်းဝင်းပြင်တို့ထွက်ခွာလာကြလေဖဲပြာရင်လုံးကြီးပိန်ကြီးစတောင်းကြီးဖြင့်ပသိန်ကြီးဆောင်လျက်ရှိသောဆ iam တူသည်လေကျောင်းသားများနောက်ကထွက်ရလာရာချစ်ဆွေမရင်ဖို့လျက်ဆောင်စားနေလေ ခင်ပုသည်ကြုံပြီးမှနောက်တော့ခပြေပြေသွားစဉ် နောက်ကလိုက်ရင်အပူပူခေါ်လိုက်ရာခင်ဗျူတီလဲကြည့်ပြီးနောက်ခေတာရရွေနေလေနှစ်ယောက်နီးကပ်တော့ကအပူကြီးမျက်လုံးအိမ်မှာမျက်ရည်ပေါင်းများယူစီးလေဆွဆွေဟိုခေါငင်းလေအပူမိပါဘသူနဲ့ဆိဆက်တယ်ဒါတိချင်လို့မနေ့ကပေးတဲ့စာခဏရချင်းလိုက်လာတာအိုးမဖြစ်နိုင်ပါဘူးသူတို့အပူစိတ်ကိုတိပါတယ်နော်အပူဆွဆွေပေါ်စိတ်မကုန်သေးဘူးနော် အပူတည်လာပါတော့မျက်လုံးဖြင့်တချမ်းများမော်ကြည့်လင်းကောင်းချသွားပြီလင်းဆွဆွေရတာပါလေဆွဆွေပါဖြစ်တာလေဟိုရင်ငက်တလုံးမီလေးထိုးနာနှစ်ယောက်သာချစ်ဆက်ခင်မြတ်သားတစီကိုခေါ်ရင်အာလဝီလန်ပလဲငွေရောင်လန်ခွာအထိလိုက်ပါသွားကြပြီနောင်ချစ်စီမြတ်သားပေါ်ကဆင်းရွေးနေရလေ၆လခန့်ကြာတော့ကချစ်ဆွေနေခင်ပူလုံး မင်္ဂလာခန္ဓာပြုလုပ်တန်ကိုကြားရပြီးနောက်ခင်ဗျမှာအကြောင်းဆရာမမလုပ်တော့ဘဲချစ်စွေကုမ္ပဏီမန်နေဂျာဖြစ်နေလေချစ်စွေလောက်ကိုင်းများမှာလေစကိုင်းနေမဆန်အောင် ကြီးပါတဲ့ပြင်ရန်ကုန်မြို့သို့ပြောင်းရွှေ့ကလှုပ်ချဲတွင်ရင်နေကြလေတည်းအဲ့ဒါကြောင့်ကျုပ်ကခမရအောင်မြင်ဖူးတယ်လို့အောက်မိတာကိုကိုချစ်စွေရဲ့ကျွန်တော်လည်းဘယ်ဟာဥပစွေပါလိမ့်လဲမျိုးဝမြင်ဖူးပါတယ်လို့အောက်မိနေတာ အစားတက်တော့စကိုင်းနေဖူးတဲ့လူနဲ့စကိုင်းသားဖြစ်နေတာကိုကောင်းပါခင်ဗျာဥပမာဆိုရင်ရန်ကုန်ပြောင်းတော်မယ်ဆိုဟိုစကားဆက်မီယာမစ္စတာတွန်ကျူကကိုချစ်စွေပြောပြချက်ကိုတစက်ထုတ်ခင်လိုက်ရပါကြောင်းကြည်ဝါရီမဂဇင်း1935ခုအပီလာ အဆုံးထိနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရွှေတုတ်ပါ